အခန်းနှစ်အသွင်းစိတ်ဆိုဒီမှာပါလဲအီမေကွန်းဤအဖြေကိုရေးရရင်အတိစိတ်ဤအကြောင်းကိုပါထည့်သွင်းရေးသားရမည်ဖြစ်ပါတယ်လူတဦးချင်းစီဤအတွင်တွင်ပုဂ္ဂိုလ်နှစ်ဦးစီရှိနေပါတယ်၎င်းပုဂ္ဂိုလ်နှစ်ဦးကတော့နံပါတ်၁အတိစိတ်ပုဂ္ဂိုလ် conscious self နဲ့နံပါတ်၂မတိစိတ်ခေါ်အတွင်စိတ်ပုဂ္ဂိုလ် unconscious self သို့မဟုတ် conscious mind နှစ်ခုပင်ဖြစ်ပါတယ် တို့ရတွင် လူကလေးနှစ်ယောက်ခနာကိုတွင်နိုင်ရှိနေကထိုလူသားအားတတိတခြားစီကြိုကန်လျက်လှူရှာပြမှုနေသည်ကမဟုတ်ပေစိတ်သက်ကြီးတစ်ခုလုံးဤအကန့်ခက်လက်ကြီးများနှစ်ခုပူတွဲလျက်တည်ရှိနေခြင်းသာဖြစ်လေသည်ဥပမာအားဖြင့်ခြေလက်ဦးကောင်မျက်စိနားနှာခေါင်းစသည်ဖြင့်ပူပေါင်းရှင်သန်နေခြင်းအားဖြင့်သာလူသားဟုသောတတဝါတစ်ခု ဖြစ်ရှိနေပုံမျိုးဖြစ်လေသည် ဆိုလိုသည်မှာစိတ်တကြည်တစ်ခုလုံးတူတယ်မိုင်းနဲ့အသိစိတ်အတွင်းစိတ်ဟုသောတဘာဝတက်ကြီးနှစ်ဖြာပူတွဲတည်ရှိနေသည်ဟုဆိုလိုခြင်းဖြစ်လေသည်စိတ်ပညာရှင်များကအသိစိတ်နဲ့မသိစိတ်ကိုဤတို့ဥပမာပေးကြပါသည် ပင်လယ်တွင်း၌ရေခဲတုံးကြီးတစ်ခုမျောပါလာရာမြေရေမျက်နှာပြင်ပေါ်မှာရေခဲတုံးကြီး၏ရာခိုင်နှုန်း20ရာခိုင်နှုန်းနာပေါ်၍ရေအောက်တွင် ရာခိုင်နှုန်း80ရှိနေတကယ်သို့လူဤစိတ်သက်ကြီးတစ်ခုလုံးကိုအသီးစိတ်နှင့်မသီးစိတ်ခွဲခြားလိုက်လျှင်အသီးစိတ်ကရေမျက်နှာပြင်ပေါ်ပေါ်နေသည်ရေခဲဤပမာဏဖြစ်၍မသီးစိတ်ခေါ်အသွင်းစိတ် inner mice မှာရေထဲတွင်နှမြုပ်နေသောရေခဲတုံး၏အချို့အစားဖြစ်လေသည် အတိစိတ်ဆိုသည်မှာအစဉ်အနှံစသောငါခုသောအာယုန်နှင့်တွေ့ထိမှုကြောင့်ဖြစ်ပေါ်လာသောစိတ်ဥပမာယခုစလုံးများကိုမြင်သည်ဖြင့်စာဖတ်နေသောစိတ်ခလလန်မှ အတန်ချဲ့ဆက်နှင့်သိဆိုနေသောအတန်ကိုကြားသည်ဖြင့်ကြတိသောစိတ်စာတီရိုပင်ဖြစ်ပါれအတိစိတ်သို့မဟုတ်အတွင်းစိတ်ဆိုဒီမှာမိမိဤစိတ်တက်အတွင်းဝယ်ရှိတော်လဲပင်လယ်ရေမျက်နှာပြင်အောက်ရောက်နေသောရေတုံရေကဲတုံကြီးကဲသို့ ဘလောက်ရှိနေသည်ဟုခံမှန်း၍မသိရသောစိတ်သို့မဟုတ်မမတ်မိသောစိတ်သို့မဟုတ်အာယုံငါဖြာ၏ဟိုဘက်မှကဲ့သို့ရောက်နေသည့်စိတ်သို့ခေါ်သည်တချို့သောစိတ်ပညာရှင်များကမူအတွင်စိတ်ကိုစထမအာယုံ six sense ဟုအမည်ပေးသည်လူဤစိတ်ဓာတ်တွင်ဤမတိစိတ်ရှိနေကြောင်းကိုအပါအတိုင်းလူတူချင်းစီအကြောင်းဖတ်ရှိလင်းရှင်းသွားပေးလိုက်မည် မစ္စတာဘီလ်လို့အမည်ရှိတဲ့တငယ်တူအားစိတ်ယောဂကုဆရာဝန်ထံသို့သူစိတ်ယောဂကုသရန်သွားရောက်ခဲ့သည်သူ၏ယောဂမှာမြင့်သောအဆောက်အုံများပေါ်သို့မတက်တက်ခြင်းမတက်ဝန်ခြင်းဖြစ်လေသည် သူဒီမြစ်တီအဆောက်အုံဤပြတင်းပေါက်နာကိုမဆုံမသွားရဲပေဒုတိယအထက်တတိယအထက်ကိုတက်မိလင်မှာမူနေမတိထိုင်မသာကြောက်လန့်လေတော့သည် လူဒီကြောင်ရက်တတ်သောသဘောရှိသည်မှမှန်သည်တို့တော့ကြောက်တဲ့ဤကိုကြောက်ကြောက်ချင်းဒီလဲယောဂမဟုတ်ပေကြောက်ဆရာမဟုတ်ဒီကိုအကြောက်လွန်နေနေဆေယောဂဟုခေါ်ဆိုရပေမည်ဤတို့သဘာဝလွန်ကြောက်ချင်းကိုဆေယောဂခေါ်ဖို့အရာ phobia ဟုခေါ်သည် သူဤ phobia ယောဂကိုကုသရန်အတွက်စေယောဂကုဆရာဝန်တီသူအားအင်္ဂွေချာ၍စစ်စစ်မြန်မြန်ကြည့်ရာဤတို့တီရလေသည်သူအသက်နှစ်နှစ်မပြည့်မီအချိန်ကသူဤဖခင်ကသူအားအိမ်အတွင်းသို့ပြင်ပောက်တစ်ခုဤအနည်းတွင် လီသေးတို့မျက်မြောက်ပြီးဖမ်းယူကစားဖို့တည်းတချိန်တွင်ကလေးငယ်အားကောင်းကောင်းမဖမ်းမိဖြစ်၍ဒါကလေးမှကျမ်းပြင်ပေါ်သို့လိမ့်ကျသွား၏ထိုစဉ်ကကလေးမှကြောက်ရွံ့ခြင်းဖြင့်ကျမ်းပြင်ပေါ်ကျနေသောနာကျင်မှုဝေဒနာကိုခံစားရ၏နောက်နှစ်နှစ်ကြာသောအခါထိုကလေးသည်တစ်ပင်တစ်ပင်တက်ရခြေချော်၍ မြေပေါ်ကြဘူးဒီဤအချိန်၌လည်းသူဒီကြောင်ရင်ထိတ်လန့်ပြီးနာကျင်သောဝေဒနာကိုတိတိမိမိလေးခံစားလိုက်ရသည်ဥပမာအားဖြင့်ကလေးများမှာဤသို့အသက်၅နှစ်ရွယ်မတိုင်မီကဖြစ်ပေါ်သော ဖြစ်ပျက်များကိုကြည်ပြင်းလာတော့အခါမမေ့ခြင်းမရှိတတ်ပေထိုစဉ်ကာလကကလေးငယ်ဘီလ်မှာအသက်၄နှစ်သာရှိသေးသည့်ဖြင့်ဖြစ်ခဲ့သောဖြစ်ပျက်များကိုသူဤအသိစိတ်ကလုံးဝမမှတ်မိတော့ပေသို့တော်သူဤမသိစိတ်ကမှမမှတ်မိနေသေးသည် မတိစိတ်အိမညံမှာအလွန်ကောင်းသောသဘောရှိသည့်မြင်များအချိန်ကြာသွားစေကမူတင်တွေ့ကြုံခန်းဆားနေရမှုများကိုအလုံးအတိကျပင်သူ၏အတွင်စိတ်၌မှတ်သားနေမည်ဖြစ်လေသည်ယခုမစ္စတာဘီလ်အားသူ၏အသည့်စိတ်ကမမတ်မိသော ဖြစ်ပျက်များကို စိတ်ရောဂါဟုဆရာဝန်ကအင်္ဂွေချ၍စစ်ဆေးမင်းများမှသူ၏မသိစိတ်ကအတိအကျထုတ်ဖော်ပြောဆိုခြင်းဖြစ်လေသည် လူတအူးအားအင်္ဂွေချလိုက်ရင်သူ၏အသည့်စိတ်မှအိပ်ပျော်သွားလေသည်မသိစိတ်မှမြည်သည့်အခါများအိပ်ဆက်ခြင်းမရှိပေ အသိစိတ်မရှိသောအခါတွင်အင်ငွေချခံရသူသည် BE အသိစိတ်ကဖြစ်ရမများကိုအတိအကျထုတ်ဖော်ခြင်းပြပြခြင်းဖြစ်လေသည်ထို့အခါကျမှ Mr. BD သူ၏ phobia ယောဂမှာတငယ်သူငယ်ငယ်ကအမြင့်မအောက်သို့ကြခဲ့မှုချင်းကိုအစွဲပြု၍သူအတွင်းစိတ်ကမမိနေခြင်းကြောင့်ဖြစ်သည်ဟုသိရပြီးနောက်ယောဂမှာပြောက်ကင်းသွားလေတော့သည်ဤအဖြစ်မှန်ကိုစိတ်ယောဂနှင့်စိတ်ပညာဆိုင်ရာ Magic Mind Power စာအုပ်ရေးသားသူ Leslie Emron E ဖော်ပြချက်တွင် ရှိပါတယ်။အင်္ဂလိပ်စာဝဟာရတွင် Sanmunarison Core စကလုံးတစ်ခုရှိပါတယ်။ထိုစကလုံးလုံးဤအတိတ်ဘယ်မှာအိပ်ပျော်နေခိုင်လန်ရှားတက်ခြင်းဖြစ်ပါတယ်။အိပ်ပျော်နေသူတွင်သူဤအသိစိတ်မရှိပဲသူအိပ်ပျော်ရင်အသိစိတ်ရှိသည်အိပ်ပျော်နေမည်ဖြစ်သည်တို့ရအတွင်မသိစိတ်ခေါ်သူအတွင်စိတ်ကမိတိခါများအိပ်ပျော်နေလိမ့်မရှိရာအိပ်ပျော်နေလျက်လန်ရှောက်ခြင်းသည်ထိုလူအတွင်စိတ်ဤလက်ချက်ပင်ဖြစ်လေသည် လူသားများ၌အသွင်းဆိတ်ရှိနေကြောင်းထင်ရှားသောအချက်တစ်ခုကိုဒေါက်တာအန်ဒီတာမိုဟာကအလိုလျောက်စာရေးခြင်း automatic writing အသက်ပညာကိုတက်မြောက်ခဲ့ပြီးဖြစ်လေသည့်အမျိုးသမီးဒေါက်တာမူဘဲဟာအလိုလျောက်စာတက်ခြင်းအသက်ကိုတက်မြောက်မှုတွင်အလွန်ထင်ရှားကြကြမှုရှိခဲ့ပါသည်။သူမကသူမရဲ့အသွင်းဆိတ်အတွင်းမှအဆင့်ခွနဆင့်ကိုထုတ်ယူသုံးစွဲလျက်အလိုလျောက်စာရေးခြင်းပြုနိုင်သည်ဟုဆိုပေတယ်။ အလိုလျောက်စာရေးသည့်အခါတွင်အသည့်စိတ်လုံးဝမပါရှိတော့ပေသူ၏အတွင်စိတ်ကသူ၏လက်နှင့်ကလောင်ကိုရေးပြီးဖန်ဆုပ်ချင်တာဖြစ်လေသည်အလိုလျောက်စာရေးခြင်းအသက်ကိုတင်ယူပြီးတဲ့နောက်မှာလူတိုင်းတက်ရောက်နိုင်သည်ဟုဆိုသည်ထိုအသက်ပညာ၏ထူးခြားမှုတစ်ခုမှာတချို့သောအလိုလျောက်စာရေးသူများသည် သူတို့မတတိမကျွမ်းဝင်သောဘာသာရပ်များလည်းရေးသားတတ်ခြင်းပင်ဖြစ်သည်တချို့မှာမူဆက်လုံးများကိုယူယူမရေးပဲမှန်ဆက်လုံးများဖြင့်ရေးသည့်လည်းရှိလေသည်ဤချက်များကိုထောက်ရှုခြင်းအပြင် အလိုလျောက်စာရေးခြင်းတွင်မတိစိတ်မရှိပါဘဲအတွင်စိတ်မတိစိတ်ကဦးစီးခြင်းသာဖြစ်လေသည်ထင်ရှားနေပေသည်ဤတွင် သူဤစိတ်တကြီးတစ်ခုလုံးမတိစိတ်ကောအတွင်စိတ်ရှိနေသည်မှာယုံလောက်ပေပြီအတွင်စိတ်ရှိသောငိုကစိတ်ပညာလိုက်စားသူစိတ်ပညာရှင်အလုံးလက်ခံအတိပြုပြီးဖြစ်တော်လဲထိုအတွင်စိတ်ဤနည်းနည်းမှုနှင့်တကိုယ်တတ္တိအကြီးမားစံကြယ်မှုအကြောင်းအရာများကိုအစကလေးမြတ်အနားလေသိရှိကြသည်သည်ဆက်လက်၍သိရှိရအချက်ပေါင်း ညီများရှိနေသေးသည်ကိုမိသူများ မခံမြန်းနိုင်ကြသေးခြင်းသို့ရာတွင်တရှိပြီးအတိပြုထားချက်အကြောင်းအရာများအရာပင်လည်းထိုအတွင်းစိတ်ဤကြီးမားသောတကူရှိကြောင်းတင်းတင်းရှာရှာသိရပါသည် ထို့အတွင်းစိတ်ကိုကျွမ်းကျင်လိမ့်မှစွာအသုံးချတတ်ပါကအကန့်အသတ်မရှိသောအကျိုးတရားများကိုရရှိနိုင်စေသည်ဟုစိတ်ပညာရှင်များကယုံကြည်ကြလေသည်သို့တော်ထို့အတွင်းစိတ်အကြောင်းကိုမြည်သူများအလုံးစုံမသိကြသေးပေအတွင်းစိတ်ရှိနေကြောင်းထုတ်ဖော်သူစိတ်ပညာရှင်ကြီး segment fruit ကိုရိုင်းနဲ့အတွင်းစိတ်အကြောင်းကိုမျက်နှာပြင်ပေါ်ဝဲချမိယုတ်လေးများသာနှက်ကြထင်သည့်အရာများသာရှိသေးသည်ဟုစိတ်ပညာရှင်များကခန့်မှန်းသည်စိတ်ပညာရှင် free user ချက်မှာအတွင်းစိတ် subconscious the id ဟုခေါ်တော့အခြေခံမသိစိတ် basic subconscious နဲ့အပေါင်းအတိစိတ်ဤအောင်နိုင်ကနေတော့အတိစိတ်မဖြစ်မီဖြစ်သောစိတ် preconscious အပြင် supergo ဟုခေါ်တော့ conscious ခေါ်အမားမှန်ကို ခွဲခြားတတ်စင်တတ်ခြင်းစိတ်သုံးမျိုးရောနောပါဝင်ရရှိသည် သူဤယူဆချက်ကိုအင်္ဂလိပ်စကားပြောသောနိုင်ငံများ၏အပြင်တွင်မူလက်ခံတူများဟုဆိုပေသည် ဆွစ်ဇာလန်နိုင်ငံသားထင်ရှားသောဆေးရောဂါကုပညာရှင်ဒေါက်တာကာဒကာမူဖရူဆိုထားသောစူပါကွန်ရှစ်စတဲ့နည်းနည်းသောအသိမြင့်ခြင်းကိုခေါ်ဆိုပြီး ထို့ထူးခြားနည်းနည်းသောသိမြင့်ခြင်းသည်အမှားအမှန်ကိုတန့်စင်တတ်တဲ့စိတ်ထက်တန်ကြသည်ဟုဆိုပေသည်ထို့အခါ consciousness သည်ကျွန်တော်တို့၏တစိတ်တေတာအပြင်ပါရှိနေသောနံလောကဤဝိညာဉ်စိတ်ပင်ဖြစ်သည်ဟုယုံကြည်ထားလေသည်ထို့ပြင်ဒေါက်တာကာဒီကပ္ပ အရှိတ်ပိုင်းစိတ်ပညာရှင်များယူဆထားသည့်တိုင် universal conscious စိတ်ကြောရာတစ်ခုလုံးနှင့်သက်ဆိုင်သည့်အတွင်စိတ်ဓာတ်ကြီးတစ်ခုသည်တည်ရှိနေလေကျွန်ုပ်တို့၏အတွင်စိတ်သည်ထိုစိတ်ကြောရာတစ်ခုလုံး၏အတွင်စိတ်တဲ့အရင်ခံပြီးတစ်ခုလုံးတိုင်းရိုက်ဆက်တွယ်မှုရှိနေသည့်ဖြစ်ရာလူဓာတ်၏အတွင်စိတ်သည်စိတ်ကြောရာဆိုင်ရာစိတ်ဓာတ်ကြီးတစ်ခု၏အစိပ်ပိုင်းဖြင့်ဖြစ်လေသည်ဟုယုံကြည်လေသည်နည်းနည်းလျက်တိရခက်ခဲသောလူတိုင်း၏စိတ်ဓာတ်ကြီးတစ်ခုလုံးတွင်ခံမှန်းခြင်းအဖြစ် ရခိုင်နှုန်း80များပါဝင်နေသည့်အသွေးစိတ်၏အကြောင်းအရာများကိုဖော်ပြရာ၌စေပညာရှင်တဦးနှင့်တဦးအသွေးခေါ်တွင်၎င်းသဘောထားအယူဆတွင်၎င်းအနှဲငယ်ကွာခြားမှုရှိလင်ကစား၎င်းတို့၏သဘောတူညီချက်မှာအသွင်းစိတ်၏ငုံရှိုးနေသောတကူသို့မဟုတ်စွမ်းအင်ကိုလိုချင်တောင်းတမှုကြီးမားသောဆန္ဒဖြင့်အသုံးချတတ်ပါလေလိုချင်နာရနိုင်သည့်ဖြစ်လေသည် ။ဤနေရာတွင်ယခုခေတ်သစ်စိတ်ပညာနှင့်ဗုဒ္ဓကျမ်းစာညွှန်ကြားချက်ကိုနိုင်ရှင်သုံးသပ်နိုင်လင်ပါဠိတော်တစ်ပိုက်ကိုဖော်ပြသင့်သည်ဟုသဘောရပေသည်။စန္ဒဝထောနာမဘိခဝေကိဏာမနတိန်တိဘိခဝေယဟန်တို့စန္ဒဝတောနာမအာជីတော်ဆန္နာနှင့်ပြည့်စုံသောသူတိကိဏာမနေစိတ်တိအဖေအမှုကိစ္စတိမပြီးမြောက်ဖဲရှိအံ့နီဤနေရာတွင်ဤသို့ဆင်ခြင်တင့်တီထင်ဤ ခတိစိတ်ပညာအရာလူတိုင်းဤငုတ်ရှုံနေသောအသွင်းစိတ်သည်စွမ်းရင်တန်ဖိုးအမျိုးမျိုးရှိလေရာထိုစွမ်းရင်တကူကို ပြင်းပြသောဆန္ဒစိတ်ဖြင့်အသုံးချတတ်ပါလင်လူချင်းသာအနည်းနဲ့အမြန်ဤကံရနိုင်သည်ဟုဆိုသောအချက်သည်ယုံကြည်အားထားလောက်ပေသည်လူတိုင်း၌ငုတ်ရှုံနေသောအသွင်းစိတ်ဤသဘောတဘာဝကိုစိတ်ပညာရှင်တို့ကဤသို့ဥပမာပေးဖော်ပြထား၏ အသွင်စိတ်သည်အသက်ကြီးရင်ပြီဖြစ်သောပြင်းနေသောအဖိုးအိုတူပလက်ကလထိုင်ပေါ်တွင်လဲလျောင်းလျက်သတင်းစာဖတ်နေသည်နှင့်တူသည်ဤအနည်းတွင်ညင်လေးကလေးများရှိသည်မြင်းငယ်ကလေးတူကသူ့အဖိုးဤမိကွန်းတစ်ခုမေးသည်အဖိုးသည်မိကွန်းနှံကိုကြားတော်လဲမကြားချင်အောင်ဆောင်နေ၏မြေကလေးကထက်ခါတက်ခါမေးသည်အဖိုးကြီးသည်မတော်မလုပ်ပင်ရှိနေသည်ထိုအခါမြေကလေးကစိတ်အားထက်သန်စွာထလာပြီးသူ့အဖိုးဤနာနာကဲ့၍အော်မင်းနေသည်ထိုခါကျမှအဖိုးကြီးသည်မြေဤမိကွန်းကိုဖြေလွေသည်အသွင်စိတ် သည်ထို့အဖိုးကြီးနှင့်သူသည်သူအားမေကိုမေ၍အဖြေကိုရယူလိုပါလင်ထို့မြေးကလေးတခုမေမယတကယ်တော့နှခါမေးသည်နှခါမေးမယလည်းစိတ်အားထက်တန်စွာသုံးခါမေးမှအဖြေရသည်များဖြစ်လေသည်တို့မဟုတ်အချိန်ပေါင်းများစွာမေးရန်လိုအပ်ပါကထက်တလဲလဲစူးစား၍မေးရပေလိုက်မည်ဤကအချင်းချင်းများပြတော့ဥပမာသာသည်ရှေခန်းများတွင်အတွင်စိတ်ဤသဘောတဘာဝအခြေကိုဖော်ပြလျက်အတုံးချနေများကိုရေးသားပါမည် အသွင်းစိတ်ဆိုဒီမှာနံပါတ်၁စိတ်တကြီးတစ်ခုလုံးဒိုတယ်မိုင်းတွင်ပါဝင်နေတော့ရခိုင်နှုန်း၈၀ပမာဏရှိလိမ့်မည်ဟုခမန်းရသည့်အာယုံ၅ပါးဤဟိုဘက်တို့ရောက်တော့စတမအာယုံကိုအသွင်းစိတ်ကခေါ်သည်နံပါတ်၂စိတ်တကြီးတစ်ခုလုံးဤရခိုင်နှုန်း၈၀ရှိနေတော့အသွင်းစိတ်မှာပမာဏအားဖြင့်ကြီးမားတော့လေဒုတိယမြောက်ကိုအတိစိတ်တွင်မမိနေခြင်းမရှိသည့်အတွက်အသွင်းစိတ်ကိုမတိစိတ်ဟုလည်းခေါ်သည် နံပါတ်၃လူတိုင်းဤမတိစိတ်သို့မဟုတ်အတွင်းစိတ်ဤစကြဝဠာကြီးတစ်ခုလုံးနှင့်သက်ဆိုင်သည့်အတွင်းစိတ်ထက်နှင့်တိုက်ရိုက်ဆက်တွယ်မှုရှိလေရာလူတိုင်းဤအတွေးစိတ်ဤထိုစကြဝဠာအတွင်းစိတ်တကြီးဤသစိတ်တေတာဖြစ်တည်ဟုနာမည်ကျော်ဆွစ်လူမျိုးစိတ်တဗေဒပညာရှင်ဒေါက်တာခါရချန်ကယုံကြည်သည်နံပါတ်၄အတွင်းစိတ်၌ကြီးမားသောတကူရှိဤထိုတကူကိုအတုံးချလိုလျင် စိတ်ဆန္ဒပြင်းပြစွာဖြင့်အတွင်းစိတ်ကိုတွေးဆောင်ယူရမည်ဖြစ်သည်အခန်း၃ မြင့်မြတ်သောယောက်ျားနှင့်ပြင်ပြသောဆန္ဒလွန်ခဲ့သောတမနစ်အတွင်းကစာပေမိတ်ဆွေဖတ်ခဲ့ပြီးဖြစ်သည့်စာပိုက်ကလေးတစ်ခုကိုထမှန်ရေးသွားဖော်ပြပါမည်ခေတ္တစိတ်ပညာအရာလူတိုင်း၌ငှို့ရှိုးနေသောအတွင်စိတ်သည်စွမ်းအင်တကိုအမျိုးမျိုးရှိသည်ဟုသိရလေရာထိုစွမ်းအင်တကိုကို ပြင်ပြသောဆန္ဒစိတ်ဖြင့်အသုံးချသတ်ပါလျှင်လူချင်နာကိုအနည်းနဲ့အမြန်ဧကန်ရနိုင်သည်ဆိုချက်သည်ယုံကြည်အားထားလောက်ပေသည်ဤအဆိုပေါ်တွင်စာပေမိတ်ဆွေတန်လျာများဝင်နေပါသလား တန်တရားဝင်တည်ဖြစ်စေမဝင်တည်ဖြစ်စေအောက်ပါအဖြစ်ပြက်အထုပ်ပတိတစ်ခုကိုတည်တည်ချာချာစဉ်းစားလျက်ဖတ်ဆမ်းမအောင်ဤတကယ်ဖြစ်ရမှန်ဆလံတွင်စိတ်ပညာသဘောပါနေသည့်ကိုသတိပြုသည့်မိသည့်အခါအကယ်၍စာပေမိတ်ဆွေ၌တန်တရားများဝင်နေပါလင်ထိုတန်တရားမှာအဝေးသို့လွှင့်ဆင်ပြောက်ွက်သွားဖွယ်ရှိပါသည်သို့မဟုတ်လျော့ပါသွားပါလိမ့်မည်တန်တရားမူဝင်ခဲ့ပါမူစိတ်ပညာဤသဘောတဘာဝကိုရှေးကထပ်ပို့ပြီးသဘောပေါက်လာလိမ့်မည်ဟုကျွန်တော်မျှော်လင့်ပါသည် ဤတကယ်ဖြစ်ရမှန်ဆက်လမ်းမှာကျွန်တော်မြန်မာပြန်တီဒေကာနေဂျီရေးတော့9မိနစ်လူအထုပ်ပတိစာအုပ်5 minutes biography ထုတ်ဖော်ပြသခြင်းဖြစ်ပါသည်တင်းခန္ဓာကိုယ်တွင်နိုင်မြင့်မြတ်သောယောက်ျားတဦးရှိသည်ဤစကားကြားရလင်ဘဝပြောင်းလဲသွားသူ Howard Thurston လွန်ခဲ့သောနှစ်ပေါင်း90အချိန်ဤချမ်းလာသောညတွင် Chicago မြို့၌ Mass Finger ပြပွဲရုံ၌လူအုပ်များထွက်လာကြသည်ထိုခေတ်ကနမည်ကြီးမြတ်လဲဆရာ အာအလက်ဇန်ဒရာဟာမင်း၏မြက်လက်ပြပွဲကိုကြည့်အပြီးနောက်ရေမောပျော်ရွှင်ပွဲထွက်လာကြသည့်လူအုပ်ကြီးဖြစ်ပေသည့်ချန်လွန်တစ်ဖြစ်ခိုက်ခိုက်တုံနေသောသတင်းစာရောင်းကလေးတအူသည့်လမ်းမပေါ်၌နေ၍ထွက်လာသောလူအုပ်ကြီးအားချီကာဂိုသတင်းစာကိုလိုက်လံရောက်ချသည့်ထိုလူငယ်ကလေး၌အပေါ်ဝစ်ကော့အင်ဂျီမပါသူနိုင်အိမ်မရှိသူနိုင်အိယာအိတ်ခန်းတွင်ပေးရန်ငွေမရှိ လူအုပ်ကြီးပြောက်သွားတော့အခါသတင်းစာရောင်းသမားကလေးသည်ပြပွဲယုံ၌နောက်ဖေးလန်ကြားရတွင်ကြံတန်းသောတပ်များပေါ်တွင်သတင်းစာများကိုသူ့ကိုယ်ပေါ်ပတ်ချီကအိတ်ဆက်လေတော့သည်မြေတိုက်တွင်မှမိဖို့ဤအချိန်ကြောင့်တံပြားမှနှွေးနေသည် လေလျောင်းနေစဉ်ထိုကောင်လေးမှာဆာလောင်မှုသိပ်စွာဖြင့်တက်ခိုက်ခိုက်တုံနေသည် ထိုအချိန်တွင် သူသည်သူကိုယ်သူမျက်လဲဆရာဖြစ်ရမည်ဟုတန်လိုက်ထန်ချလိုက်လေသည်သူသည်ပရိဒတ်အားသူအားဩဘာပေးရန်တောင်းတသည်တာမွေအတင်းခန့်အင်ကြီးကိုဝေရန်တောင်းတသည်မိန်းကလေးများကသူအားတကားဝါမှစီဂျိုရန်ကိုတောင်းတနေမိသည်တို့ရာတွင် သူသည်နှမြကျော်မျက်လဲဆရာဖြစ်လာသည့်အခါတွင် ဤပြပွဲရုံတို့လာပြီးမျက်လဲပြတော့အခါသတင်းစာကောင်းစီကြီးကြီးဖြင့်သတင်းရေးခရသူဖြစ်မည်ဟုလည်းလေနက်စွာတနိဋ္ဌန်ချလိုက်လေသည် ထိုသတင်းစာရောင်းသမားကလေးဤနံမည်မှာ Howard Thurston ဖြစ်သည်နောက်နှစ်ပေါင်း20ကြာသောဒီအခါတွင်ဒူတီတူတန်ဒိတ်ခန်ချထားခဲ့မှုဒီအတိုင်းပင်တတွေ့မသိနံမည်ကျော်မျက်လဲဆရာဖြင့်ဤပြ ပွဲယုံတွင်လာရောက်မျက်လဲပြလေသည်မျက်လဲပြပြီးသောအခါတွင်သူတီပြပွဲယုံ၌နောက်ဖေးရှိလမ်းကြကလေးတွင်တို့ဝင်သွားကပြဆက်ယုံနောက်ကျော်၌သူရေထွင်ထားခဲ့သည့်သူနံမြီကိုတွင်မြင်ရလေသည်သူနံမြီကိုသူရေထွင်ထားခဲ့သောအချိန်မှာလွန်ခဲ့သောနှစ်ပေါင်း20ကဖြစ်ပြီးထိုစဉ်ခါကသူမှာငတ်မှုလျက်နေစရာအိမ်မရှိဘဲသတင်းစာရောင်းနေရသူဖြစ်လေသည်1936ခု ဧပြီလ23ရက်နေ့၌ဒုကွယ်လွန်နိခါဒုတိမျက်လက်ဆရာများဤဆရာပစ္စလက်ဆရာများဤဘယင်အဖြစ်အတိမတ်ပြုခြင်းခံရလေသည်နှစ်ပေါင်း40အတွင်းတွင်ဒုတိကဘာအရရက်ကိုလက်လေကမျက်လက်ပြလေသည် လူအများစုက သူဤမျက်လက်ကိုတအံ့တော်ဖြစ်ခဲ့လေသည် လူပေါင်း6တန်းကျော်ကသူမျက်လက်ပြပွဲကိုကြည့်ရှုကြရာဒုတိအမျက်ငွေပေါင်းပေါင်း၄သိန်းမြန်မာငွေသိန်း60ရရှိခဲ့လေသည် သူမသေးဆုံးမီအချိန်အနည်းငယ်အတွင်းက ကျွန်တော်ဒီတူဤမျက်လက်ပြပွဲတွင်သူနှင့်အတူရှိခဲ့ဘူးဒီထို့နောက်ကျွန်ုပ်ဒီသူနှင့်အတူသူဤအဝိစာလက်ခဲအတွင်းတို့ဝင်ကြည့်ရာနိုင်အတော်ကြာမြသူဤမျက်လက်ဆရာဖြစ်လာပုံဇလန်းချုံကိုပြပြသည်သူပြတော်မြက်လက်အံ့ဩဆရာကောင်းတကယ်တို့သူဤဘဝဖြစ်ပုံဇလန်းဆုံမှာလဲအံ့ဩဆရာကောင်းနေပေသည်သူကလေးငယ်စဉ်ဘဝတွင်သူဖခင်ကသူအားမြင်းတွေကို အလင်းမြန်မောင်းနေရမည်လားဟုဆိုကရရဲ့ဆက်ဆက်ရိုက်လေသည် သူဒီဘာမှမမြင်နိုင်လောက်အောင်စိတ်ဆိုးမိလေရအိမ်တကားကိုစောင့်ပိတ်ပြီးအော်ဟစ်ကလမ်းမပေါ်ပြေးထွက်သွားပြီးနောက်ပျောက်ကွယ်သွားလေတော့ဒီသူ့အမေနဲ့အဖေမှထိုချိန်ကစပြီးသူ့အားငါနှစ်ကြာများမတွေ့မမြင်ရတော့ပေသူတို့သားတင်းမြန်းတိတ်ပြီလားဟုဆိုရင်နေကြသည်သူမတေးဒီမှာအော်ဆရာပါဟုသူကဝန်ခံလေသည်သူဒီခြေတလုံးအိမ်တိုင်းလေလွင့်နေသူအဖြစ်ကုန်တင်မီရထားများ ိုခိုးစီးသည်တောင်ရန်စားသည်ခိုးသည်ကြီးများတွင်၎င်းကောင်းရုပ်ပုံများတွင်၎င်းစွပစ်ထားသောအဆောက်အုံများတွင်၎င်းသူဝင်ပြေးအိပ်သည်သူအကျဉ်းကျဉ်းဖန်းခံရသည် သူအားဖန်းရန်နောက်မှလိုက်ချင်းခံရသည် အစဲဆိုကျင်းမခံရသည်မရထားပေါ်တွင်ဆွဲချလွတ်ပစ်ထားချင်းခံရသည်တနက်ဖြင့်အပြစ်ခတ်ကိုပင် သူခံရဘူးလေသည် သူသည်ပြိုင်မြင်စီဂျော်ကီလုပ်ခဲ့ဘူးသည်သူအသက်၁၈နှစ်တွင်သူသည်လက်ထဲ၌ တပဲနှစ်ပြားမရှိဘဲနဲ့နယူးယောက်မြို့ကြီးတွင်မျက်စိတငယ်တဝဲလဲလဲဖြစ်လေသည်ဤအချိန်တွင်အရေးကြီးသောဖြစ်ရပ်တစ်ခုပေါ်ပေါလာခဲ့သည်ဒူဒီခြေဥတဲ့ရလဲလဲသွားလာရင်ဗဒါရေးအစီဝေးပြုလုပ်သည့်နေရာသို့ရောက်ရှိသွားသည်ယင်းစီဝေး၌ခရီးယန်တရားဟောဆရာတို့ကဟောပြောသည်ကိုသူကြားလိုက်လေသည်တင်းခန္ဓာကိုယ်ထဲ၌မြင့်မြတ်သောယောက်ျား တဦးရှိသည်ထိုပြပြချက်ကြားတော့အခါသူဤစိတ်တွင်များစွာထိခိုက်သွားလေသည်သူတရတာတွင်ဤများလောက်တစ်ခါမှစိတ်လှုပ်ရှားထိခိုက်ခံရဘူးခြင်းမရှိခဲ့ပေသူသည်သူဤအပြစ်များကိုတည်မြင်လာသည်သို့သောသူသည်တရားပလင်စီသို့သွားကားသူ့ပါဘော်တွင်မျက်ရည်များစီကြလာလျက်သူဘဝကိုအသစ်ပြောင်းလဲဖြစ်လိုက်လေတော့သည်ယတဘတ်နှစ်ပတ်လွန်သောအခါတစ်ခါကခြေလုံးအိမ်တိုင်းဖြစ်ခဲ့ဘူးသောသူတငယ်သည် China Town ဒေတာတွင်တရားဟောနေနေသည်ထိုအခါသူသည်ရှေကထပ်ပေါ်၏စိတ်ပျော်ရွှင်မှုကိုရရှိလာသည်သို့နေသူသည်ခရိယန်တရားဟောဆရာအဖြစ်မူဒီဓမ္မကျမ်းစာတင်ကြောင်းတွင်ဝင်ရောက်ပညာသင်သည်သူအိယံဆာယံရရှိရေးအတွက်ထိုကျောင်းတွင်တကားဆောင်လုပ်သည်ထိုချိန်တွင်သူ၏အသက်မှာ၁၈နှစ်ရှိလေပြီထိုအသက်အရွယ်ထိသူသည်ကျောင်းတွင်၆လများကြာအောင်စာတင်ကြရန်မနေခဲ့ဘူးပဲသူဒီစာဖက်တက်ရန်အတွက်ကုံတွဲမီရထားများပေါ်တွင်ခိုးစင် သွားစဉ်ကမြေထလမ်းဘေးရှိဆိုင်ဘုများကိုကြည့်ပြီးဖက်ကသူနဲ့တော့သွားဖော်လာဖို့တခြားလေးလွင်ကလေးများအားသူမသိသောစလုံးများကိုမင်းမြန်ဖက်ရှုခဲ့ရလေသည် သူဒီမရေတတ်မတွေ့တတ်မဖက်တတ်တို့ရတွင်သူဤဓမ္မကျမ်းစာတင်ကြောင်းတွင်သူဒီဂရိဘာရာဖြင့်ဘာနာဗေရာကိုနေ့စဉ်နေ့အချိန်တွင်တင်ယူပြင်းနှင့်ညအချိန်တွင်အရေးဖက်နှင့်ကနန်းတင်ချာကိုတင်ယူလေသည်သူဒီနောက်ဆုံးတွင်စေဘက်ဆိုင်ရာသရဏပြုလုပ်ငန်းကိုလုပ်တော့မည်ဟုဆုံးဖြတ်ချက်ချလိုက်သည် တို့တော်သူတီဖင်စီဗေနီဗာတက်ဂရိုတက်ရောက်ရန်အသွားတွင်ကိစ္စတစ်ခုပေါ်လာခဲ့သည် ထိုကိစ္စသည်သူ၏တသက်တာလုံးအတွက်လုပ်ငန်းစဉ်တစ်ခုလုံးကိုပြောင်းလဲသွားစေတော်သည်သူသည်မက်ဆာချူးဆက်မှဖီလာဒဲဖီးယားသို့အသွားအပယ်နီယထာပြောင်းစီရမည်ဖြစ်သည်တို့ရတွင်သူသည်သူစီရမည်ယထာကိုစောင့်နေစဉ်အတွင်းအလက်ဇန်ဒရာမင်းဟာမျက်လက်ပြပွဲကိုရှောက်သွားဝင်ကြည့်မိသည် ယဟာမင်းဒီပရိသတ်များအားတအံ့တော်အဖြစ်အားပြုလုပ်နေနိုင်ဒီကို သူတွေ့ရသည်သတ်စွန်ဒီမျက်လက်ပြတာချင်အသက်ကိုအမြဲပင်စိတ်ပါဝင်စားသူဖြစ်မှုဒီသူဒီဖဲချက်များကိုမျက်လက်ပြနိုင်ရန်အမြန်ကြိုးစားခဲ့သည် သူဒီမျက်လက်ဆရာဟာမင်းအားမျက်နှာစိတ်ထားရှိခဲ့သည်ဟာမင်းဒီသူ့အတွက်ထူးခြားသောသူရဲ့ကောင်းမင်းဖြစ်သည် သူဒီဟာမင်းနဲ့စကားပြောလို့နေသည်သူ့အတွက်သူဒီ ဟာမင်းတဲခိုတော့ဟိုတယ်တွင် သူခန်းနစ်ကလေးတဲခိုလိုက်သည်သူဒီဟိုတယ်ခန်းတော့ပါမှချမ်းပြီးဟာမင်းပြောစကားကိုနားထောင်သည်ချောင်းကြည့်သည်ပြည်လင်ဟာမင်းဤတကားကိုခောက်ဝင်တော့တတိရှိလာရင်ဟိုတယ်ဤစင်ကြယ်တွင်သူခောက်တော့ခောက်ပြန်လန်းရှောင်းရင်တတိမွေးယူသည်တို့တော့သူဒီခန်းတကားကိုမခောက်ဝင်မှာနောက်တနေ့တွင်သူဒီနမည်ကြီးမျက်လဲဆရာဘုဒ္ဓယုံအတော်တဲ့နောက်မှကဲ့ရိုက်လိုက်တော်သည်ပြည်လင်သူဒီဘုဒ္ဓ၌ဟာမင်းအား ရက်ကြည့်ရင်ကြောက်ရွံ့ယူသေးစိတ်ဖြင့်တိတ်ဆိတ်စွာငိမ်မောနေမိသည်မျက်လဲဆရာသည်ဆာရကူမျိုးတို့သွားရမည်ဖြစ်သည်တတ်စတိုမာနယူးယောက်မျိုးတို့သွားမည်ဖြစ်ရာ သူသည်နယူးယောက်မျိုးတို့သွားရန်လက်မှတ်ဝယ်စင်မှာမာယွန်းပြီးဆာရကူမျိုးလက်မှတ်ပေးပါဟုပြောဆိုမိလေတော့သည်ထိုမာယွန်းမှုသည်သူဤကန်ချမာလန်ကြောင့်ကိုပြောင်းလဲလိုက်တော့သည်ထိုရင်ပြောင်းလဲမှုသည်စေဘဆိုင်ရာသူနာပြုပုဂ္ဂိုလ်ဖြစ်မည်မျက်လဲဆရာတို့ဖြစ်လေသည် ။တပ်စတွန်နဲ့မြေကြီးနေချိန်တွင်သူမျက်လဲပြပွဲ၌တနည်းလင်ပေါင်ဝင်နေရာရရှိသည့်မြမငွေ3000တပ်စတွန်ကဲ့သို့မျက်လဲပညာဟုကောင်းစွာတတ်သောမျက်လဲဆရာတွင်အများကြီးပင် ရှိသည်ဟု သူဝန်ခံပါသည်။တို့ရာတွင် သူတွင်အာမြင်မှုရရှိနေခြင်းမှအဖဲချောင်းပါနီ။သူဤအာမြင်မှုရရှိနေခြင်းမှအနည်းဆုံးအကြောင်းနှစ်ခုရှိသည်။ပထမတစ်ချက်မှာ သူဤဥပရိယောကောင်းမှုမှုပေါ်စခုံပေါ်မှနေ၍ပြတနိုင်စွမ်းရှိသည့်ဤအရေးချင်းမှာမြင့်လဲပညာများအားကောင်းမှုစွာတမျောက်ထားရန်လူတကယ်သို့လူအပ်သည်ဟုသူကပြောသည် သူသည်လူများ၏သဘောတဘာဝကိုနားလည်မှုရှိသည့်ပြပွဲအလုပ်တွင်ကျွမ်းကျင်သူဖြစ်သည်သူသည်သူဤအတန်နေအတန်ထားပြင်မြခုံးပင့်မပင့်တင်လိုက်သည့်ကိုပင်ကြိုတင်၍စနစ်တကျဖြစ်အောင်လေ့ကျင့်ထားသည်သူဤလှုပ်ဆောင်ချက်များသည့်တစ္ဆကံမလွယ်အံကိုင်းဖြစ်အောင်လှုပ်ဆောင်လေသည် ဒုတိယချက်မှာပြိတက်ကိုသူချစ်ခင်လေးစားခြင်းဖြစ်သည်သူသည်ကားလေးမဖွင့်မီဇက်ခုံဘေးနားမှာတွေးပူပြီးနုနုကြကြဖြစ်သွားစေရန်ခုံတော်လေးခြင်းခံကိုပြုလုပ်သည်ထို့နောက်သူသည်ဤစကားကိုရည်ရွယ်လိုက်သည်ငါဤပြိတက်ကိုငါချစ်သည်ငါသူတို့ကိုဖျော်ဖြေရမည်ငါမှာခံနာတော်အလုပ်ရှိသည်ငါတိတ်ပျော်သည်ငါတိတ်ကိုပျော်သည်သူမှမပျော်ဘူးဆိုရင်မိသူများပျော်နိုင်ပါအောင်မည်နည်းဟုသောအချက်ကိုသူသည်သည်အထက်ပါဖြစ်မှန်အထုပ်ပတ်တီတွင်ပါရှိသောစိတ်ပညာသဘောမှာ သင်္ခန္ဓာကိုယ်ရဲ့နိုင်မြင့်မြတ်သောယောက်ျားတူရှိသည်ဟုဟောပြောချက်စာတကြောင်းဒီကိုစာပေမိတ်ဆွေတရိထားမိရဲ့လားမြင့်မြတ်သောယောက်ျားတူဆိုဒီမှာ confusion mind self အတွင်းစိတ်ဖြစ်သည်စစ်စစ်အားဖြင့်အတွင်းစိတ်တည်တကယ်မြင့်မြတ်သောယောက်ျားတူပင်ဖြစ်ပါပေသည်ထိုမြင့်မြတ်သောယောက်ျား၏အကူအညီကိုရယူရန်ပြင်ပြသောဆန္ဒစိတ်ကို Howard Stern အတုံးပြလိုက်သည့်အခါတွင် သူ၏မှတ်ချက်မှပြည့်သွားရလေသည် တို့ဖြစ်ရာလူတိုင်းဤခနာကိုတွင်ရှိမြင့်မြတ်သောယောက်ျားပြင်းပြသောဆန္ဒနှင့်လိုချင်နာကိုအနည်းနဲ့မြန်ဤကံရမည်မလွဲပါသည်ဤနေရာတွင် ဤခဲ့သောအခမ်း၌ရေးသားခဲ့သည့်သတင်းစာဖတ်နေသည့်အဖိုးအကြောင်းကိုပြန်ပြီးတတိယလိုက်ပါအောင်မြင့်မြတ်သောယောက်ျားသည်ထိုအဖိုးနှင့်လည်းသူပါသည်အဖိုးကြီးသည်အသက်ကြီးရလပြီဖြစ်ရာသူစူးစမ်းလာခဲ့သောအသိပညာရက်များသူဦးကောင်းနေတွင်များစွာရှိနေပါလိမ့်မည်သူမြေကလေးမိသောမိကိုများကိုသူကောင်းစွာဖြစ်နိုင်စွမ်းရှိပါသည်ထို့သောသူမြေကလေးဤစိတ်မပါတပါမိသောမိကိုဆိုရင်သူသည်ယုတ်တရက်ဖြစ်လေမရှိ လူဤအတိစိတ်နဲ့ပမာတူတော့မြေကလေးကစိတ်ပါလက်ပါအဖြစ်မရလေမနေဆိုတော့သဘောနဲ့မိမအတွင်းစိတ်နဲ့တူတော့အဖိုးကအဖြစ်ကိုပေးလေရှိသည်တရင်စာဖက်နေတော့အဖိုးကြီးတို့မဟုတ်မြင့်မြတ်သောယောက်ျားနဲ့လူအတွင်းစိတ်တည်သူညီကြောင့်ပမာနိုင်၍ပြောဆိုရတော့လေစစ်စစ်အားဖြင့်လူအတွင်းစိတ်တည် ထိုဥပမာတို့ထက်များစွာအတိညာကျွဲဝါတည်ကိုခံမရပါသည်အဘဲချောင်းဆိုတော့စိတ်ပညာရှင်များ၏အယူဆရာဆိုရင် လူသားစင်မြေဆက်ဖြစ်စီဆူဆောင်ခဲ့သည့်အသိပြန်ပညာများသည့်ယခုလူသားတို့၏အသွင်စိတ်တွင် အကန့်အသတ်မဲ့ဆူဆောင်ထားရှိပြီးဖြစ်သည်ဟု ဆိုလိုထားသောကြောင့်မာသည်ထိုသားစင်မြေဆက်ဆက်လက်ကအသိဉာဏ်ပေါင်းစုံဆူဆောင်ခဲ့ရပုံများစိတ်ပညာရှင်တို့တပြတီကိုရှေ့ခန်း၌ဆက်၍ဖတ်ပြနေမိမိတို့ဉာဏ်ဖြင့်ဟုတ်နိုင်မဟုတ်နိုင်ကိုစင်ကြင်တိုင်းထွာကြပါလော့ဤအခန်းဤမသားဖွဲ့ရာချက်များတဲ့လူတိုင်းဤခနာကိုအတွင်၌မြင့်မြတ်သောယောက်ျားတို့ဦးစီးရှိနေသည် တပတ်နှင့်မြင့်မြတ်သောယောက်ျားဆိုဒီမှာမိမိတို့၏အတွင်းစိတ်ပင်ဖြစ်သည်၃မြင့်မြတ်သောယောက်ျားနှင့်ပြင်ပြသောဆန္ဒပေါင်းမိပါလျှင်လိုချင်တာအကုန်ရနိုင်သည်